မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဓတမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တပြေညိုဆိုတဲ့ကြပြလေးကိုရုပ်စုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီကြပြလေးကတော့ ကိုလိုနီခေတ်မှာ ကြပြာစာဆိုမင်းသူဝန်ရေးသားခဲ့တဲ့လေးချိုးကြပြာမျိုးအစားဖြစ်ပါတယ်။ကြပြာလေးကိုဖက်မပြခင်မှာထုံးစံအတိုင်းကြပြာစာဆိုရဲ့စာဆိုရဲ့အကြောင်းလေးကိုအရင်ဆုံးပြောပြခြင်းပါတယ်။ဆရာမင်းသူဝန်ဟာကြပြာများစွာကို ရေးဖွဲ့ခဲ့တယ်။ကြပြာရေးရ၌မေကမွန်ကွန်းကြံကုန်းမြို့စိန်ကျွန်းပြော်ကွန်းကြံကုန်းမြို့ ကွန်းကြံကုန်းတောင်စုအလွန်ကမောင်သူဝန် စန်းတော်တာခင်သိင်ကြီးခင်သိင်ကြီးဟန်တော်ရီ သူ့ဝန်မောင်သူ့ဝန်ဦးဝန်မင်းသူ့ဝန်တက္ကသိုလ်မင်းသူ့ဝန်စတဲ့ကလောင်အမိများကိုတုံးခဲ့သည်ခင်စန်းစာပေလှုပ်ရှားမှုတွင်ဥဆောင်ပါဝင်သူတဦးဖြစ်သည်ကြပြပုံမြင်ဝိတုတ္တောစောင်းမဝေဖန်ရေးစာပေစသည်ဖြင့်စာပေအမျိုးမျိုးရေးသားခဲ့သည် ခလေးကဗျာများကိုအထူးအာယုံစိုက်၍ရေးဖွဲ့ခဲ့သည်ခလေးတငယ်များတဘာဝပန်ဝန်းကျင်ကိုချစ်ခင်စိတ်စူးစမ်းလေးလာလိုစိတ်ဖြစ်ပေါ်စေရန်ငှက်အမျိုးပေါင်း30ကျော်နှင့်ဆက်လျင်းနှင့်ကဗျာများဆက်ဆုပ်ခဲ့သည်မောင်ခွေးဖို့ကဗျာများစာအုပ်မှာထင်ရှားသည်တပြေကျော်နှင့်တပြေညိုနှင့်အခြားကဗျာများကဗျာရေးခြင်းစာဆက်တင် ပြင်းမငုတ်တို့အင်းရကန်တို့အိုကတို့မောင်ခွဲဖို့နဲ့မှတ်ထွဲဖို့ကြပြများမင်းသူဝင်ကြပြပေါင်းချုပ်စသည့်ကြပြအစအုံများကိုရေးသားခဲ့သည်ဆရာမင်းသူဝင်သည်တပြေးညိုကြပြကို1938ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်ရေးဖွဲ့ခဲ့သည် လေချိုးကပြအမျိုးအစားဖြစ်သည် ထိုကပြကို ရေးဖွဲ့စဉ်ကဆရာမင်းသွွန်သည် အင်္ဂလန်ပြည်အောက်စဖို့တက္ကသိုလ်၌အရှေ့တိုင်းဘာသာစကားများနှင့်အထွေထွေဘာသာဗေဒကိုသင်ယူနေခိုက်ဖြစ်သည်ခရစ်စမတ်ကြောင်းပိတ်၍ဝေလာပြည်မြောက်ပိုင်းဟာတင်ရွာရှိ စိတ်ဒန်နီယယ်စာကြည့်တိုက်သို့သွားက စာကြည့်နေခိုက်ဖွဲ့ဆိုခဲ့ခြင်းဖြစ်သည် မင်းသူဝန်ဤကြပြများတွင်လွတ်လပ်ရေးစိတ်ဓာတ်ကိုလှုံ့ဆော်သောကြပြများစွာကို တွေ့မြင်ရသည်ထိုကြပြများအနက်တပြေးညိုကြပြမှာအထူးထင်ရှားသည် ထိုကြပြရေးဖွဲ့ပြီးဆယ်နှစ်အကြာ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်လွတ်လပ်ရေးရရှိခဲ့သည်ဒါလေးကတော့တပြေးညိုကြပြကို မြို့ဆိုခင်မှာကြပြဆဆုံရှင်ရဲ့ အထုပ်ပတ်တီလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုရင်တပြေးညိုကပြားလေးကိုရုပ်စုဖတ်ကြည့်အောင်တပြေးညိုသူ့ကောင်းမှာတဲ့တပြေးညိုငါကောင်းမှာတဲ့တပြေးညိုတို့ပြီမှာတို့မေကမ်းမှာတဲ့တပြေးညိုရွှေဘိုပန်းဟာကလမ်းလျက်ပါကိုဘာမလျှော့လေနဲ့လာတော့မကွက် ရွှေဘိုဟိုလေဂျိုကအသွေး လင်းကျက်အစောကွင်းထက်မှာတူပျော်ပျော်နဲ့စီတော်ကိုရီမြုံမှန်းကပါရောင်နီမှာအောင်စီရှုံးရအောင်တပြေးညိုရွှေဘူပန်းရယ်နဲ့လှမ်းကြစို့လေတဲ့20ရာစုမင်းသူဒီကပြောင်လေးကတော့เนาะပြည်သူလူထုဟာသူငါအလုံးစီလုံးတက်ကြစွာဆက်လက်ဆောင်ရွက်ကြပါကလွတ်လပ်ရေးရရှိမည် လွတ်လပ်ရင်ရောင်နီလာကနီးပြီးလင်းကျက်တုံတန်ကိုကြားနေရပြီးဆိုပြီးတော့အမှန်ပေးပြီးတော့ဖွဲ့ဆိုထားတဲ့ကြပြလေးပဲဖြစ်ပါတယ်။ဒီကြပြထဲမှာတော့ခက်စစ်အဖွင့်6လုံးပေးထားတာတွေ့ရှိရပါတယ်။နံပါတ်1စီတော်စီတော်ဆိုတာထီး3နန်း3စီကြီးနဘနေရွှေဘဟုရွှေဘဟုဆိုတာမြမဘရင်လက်ထက်တွင် အချိန်နာရီအချက်ပေးတီးခတ်သည်စီကြီးနဘ3လင်းကျက်အစော် အာယုန်တက်ချိန်တွင်တွန်သောကြက်ဖဤတောင်ပန်ရိုက်ခတ်၍ကျွေးကြော်နေစဉ်နံပါတ်၄ဟာအောင်စီရှင်းအောင်စီတီးသည်နံပါတ်၅ကလေချိုလေပြေလေညင်းနှင့်နံပါတ်၆ကအောင်စီ အောင်မြင်သည့်အနေဖြင့်တီးသောစီဆိုပြီးတော့ခက်စစ်အဖွင့်၆လုံးကို လေးလာတွေ့ရှိရမှာဖြစ်ပါတယ်ကဲအခုယူဆိုဖတ်ပြပေးခဲ့တာကတော့တသမတန်မြန်မာသာဖတ်စာမှာ ပါဝင်တဲ့ဆရာမင်းသွဝန်ရေးသားခဲ့တဲ့20ရာစုမှာလေးကျိုးကဗျာအမျိုးအစားဖြစ်တဲ့တပြေးညိုဆိုတဲ့ကဗျာလေးကိုယူဆိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်